အားလုံးမင်္ဂလာပါဒီမိုဆလီယာမူပြလက်ထွက်ပြီဆိုတော့ကျွန်တော်ဒီနေ့ဒီမိုဆလီယာအကြောင်းကိုကျွန်တော်လုပ်ပေးသွားမယ်အဓိကကတော့မူဆယ်အကြောင်းကိုကျွန်တော်လုပ်ပေးသွားမှာသူ့မွေးကလေးကနေပြီးတော့တရက်ထိနောက်ပြီးတော့သူ့ရဲ့ power သူ့ရဲ့ ability ပြောပြပြီဆိုလို့ရှင်သူ့ရဲ့ blood demon အကြောင်းပြီးွားရင်သူ့ရဲ့ origin သူ့လူဖြစ်ခဲ့စဉ်တုန်းကအကြောင်းအဲသူ့ရဲ့သူ့နဲ့ပတ်သက်မြရာအကုန်လုံးကိုကျွန်တော်ဒီလုပ်ပေးသွားမှာဖြစ်ပါတယ် အဲဒီဗီဒီယိုက spoiler တွေအပြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ဟာရှီယာထွေနေအအထိဆိုလို့ရှိရင်တော့ဒီမိနစ်လောက်မှာအဆုံးသတ်မယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့ spoiler တွေအပြစ်ပါဝင်နိုင်ပါတယ်။ဆိုတော့ဒီဗီဒီယိုမှာကတကယ်တကယ် Infinity Cutter ကြောင့်ပါဝင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီ Infinity Cutter မှာမူဆန်ကတစ်ခါလေးတစ်ခါတော့မပါဝင်ခဲ့ဘူးပေါ့နော်။အဲ့တော့ကြောင့်မလို့ Infinity Cutter အကြောင်းကဒီဗီဒီယိုမှာပါမှာမဟုတ်ပါဘူး။ဆိုတော့မူဆန်ကို Harry Kit မှာ move ခဲ့တာဖြစ်ပါတယ်။ Harry Era Kit ဆိုတာကကျွန်တော်တို့ခုနေထိုင်နေတဲ့ခနဲ့တွက်ကြည့်မှာဆိုလို့ရှိရင်နှစ်ပေါင်း800ကနေ1200လောက်ထိရှိတယ်ပေါ့နော်။ပြောရရင် Harry Kit ဆိုတာက Elementary ဇာတ်လမ်းတော်တော်များများမှာပေါ့အဓိက main main villain and down mode ဆိုလို့ရှိရင်လည်း anet မိစ္ဆာပရင်အဲ့လိုလူမျိုးတွေပေါ်ပေါက်လာခဲ့တဲ့ခက်လည်းဖြစ်တယ်ပေါ့ဥမာဆိုလို့ရှိရင် Jesus Christ တဲ့ကကုနာဆိုလို့ဆိုလို့ရှိရင်လည်းအဲ့ဒီ Henry ခက်မှာသူကနာမည်ကြီးခဲ့တာဖြစ်ပြီးတော့ Henry ခက်ကိုပေါ့သူ့ရဲ့စကူနာ area ခက်လို့တောင်သူကတင်စားခေါ်ခဲ့တယ်ပေါ့နော်စကူနာကိုဘယ်လိုမဖတ်ခဲ့လဲမသိပေမဲ့မူဇာကသူ့ရဲ့အမေဝမ်ပိုက်ထဲမှာကိုသူ့ရဲ့နှလုံးကအချင်းချင်းရက်တန့်ခဲ့ပြီးသူမွေးပြီးတဲ့နောက်မှာလည်းနှလုံးခုန်လုံးကလည်းမရှိအသက်ကလည်းမရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အမေအပါဝင်အဲ့ဒီနောက်မှာရှိတဲ့လူတွေအကုန်လုံးကလည်းသူ့ကိုသိပြီးထင်ပြီးတော့မိတိချို့ဖို့လုပ်နေတဲ့အချိန်မှာပဲသူကထပြီးငိုလိုက် တို့ကြောင့်မလို့ကန်ကောင်းပြီးအသက်ပေးကနေလွတ်မြောက်ခဲ့တယ်ပေါ့နော်သူတို့ပြောမှဆိုရှိဒီခွေးတောင်းစားကအမွေးခရက်ကအသေးလေးမွေးလာခဲ့တာဒါပေမဲ့ကန်ကောင်းပြီးတော့အသက်ပေးကနေလွတ်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့မွေးဖွားပြီးရဲ့နောက်ပိုင်းမှာလည်းငယ်စဉ်ဘဝကတည်းကကျမရင်မကောင်းတာကြောင့်ခက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 ်ရုန်းကန်နေထိုင်ခဲ့ရပြီးသူအသက်20အထိအသက်ရှင်နေထိုင်နိုင်ရင်တောင်မှတော်တော်လေးကန်ကောင်းတယ်လို့ပြောခန့်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ရန်ကုဆရာဝန်တယောက်စီကနေ Blue Spider Lily လို့ခေါ်တဲ့ Tapa ဆေးဖက်ဝင်ဆေးခွက်တစ်ခွက်ကိုသူတောက်လိုက်တဲ့အချိန်ကစပြီးကျမကြီးကအရင်ကထက်ပိုဆိုးလာတာကြောင့်အဲ့ဒီဆရာဝန်ကိုဒေါ်လာထွက်ပြီးတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဆရာဝန်ကိုတပ်ပစ်သွားတဲ့အချိန် င်ကြတော့မှစိတ်ကလှုပ်ဖြစ်သွားတာကိုသူသိသွားခဲ့ပြီးတော့ဆောင်ရဲကိုတတ်မှားတဲ့ခနာကိုတစ်ခုကိုရသွားခဲ့ပါတယ်ဒါပေမဲ့အပြန်လည်အနေနဲ့လူသားဆောင်မှုကိုဆုံးရှုံးသွားပြီးတော့တနေ့ထက်တနေ့လူတွေကိုတက်လူတွေရဲ့အသားကိုစားပြီးတော့သွေးတွေကိုစာလောင်တတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချက်ကသူ့အတွက်ပြဿနာမရှိခဲ့ပါဘူးသူ့ကိုဘာကပြဿနာဖြစ်ခဲ့လဲဆိုလို့ရှိရင်နေရအောင်မှနေလို့မရတဲ့အရာကသူ့ကိုပြဿနာဖြစ်ခဲ့စေရပါသူနေရအောင်ကိုရောက်သွားပြီဆိုတာနဲ့ချက်ချင်းသူသိမယ်ဆိုတာကိုသူသိနေခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးနေကြီးဘက်မှာလမ်းလျှောက်လို့လည်းမရအပြင်ထွက်လို့လည်းမရဘူးဆိုတဲ့အချက်ကသူ့အနေနဲ့ရှက်စရာလိုခံစားခဲ့ရပြီးစိတ်ကူးတာမှုမပြီးသေးပဲအဲ့ဒီစ ဆရာဝန်ကိုတက်မိလိုက်တဲ့အမှားကိုသူနောင်နောက်ရောက်သွားပါတယ်။အဲဒီနောက်ပိုင်းနေကင်းအပြင်ထွက်လို့မရတဲ့ကိစ္စကသူ့အတွက်အခြေအနေတော်တော်လေးကိုဆိုးလာပြီးတော့ရှက်ဆရာကနေအားနိုင်ချက်လို့မြင်လာပါတယ်။ဆိုတော့ဒီအားနိုင်ချက်ကိုဖယ်ရှားပြီးတော့ပြည်စုံတဲ့လူတယောက်ဒါမှမဟုတ်ပြည်စုံတဲ့တက်ရှိတယောက်ဖြစ်ချင်တဲ့အတွက်ကြောင့်မလို့လူးစပိုက်တာလီလီကိုနှစ်ပေါင်းတစ်ထောင်ကျော်လောက်ကိုတနိုင်ကလုံးပတ်ရှာခဲ့ပေမဲ့လည်းမရှာမတွေ့ခဲ့တဲ့အတွက်ကြောင့်မလို့လူတွေတော်တော်များများကိုဒီမိုအဖြစ်ပြောင်းပြီးရှာခိုင်းခဲ့ပါတယ်။သူဖန်တီးလိုက်တဲ့ဒီမိုတွေထက်ကတကောင်ကောင်ကဘလူးစပိုက်တာလီလီကိုရှာတွေ့ရင်တွေ့မတွေ့ရင်နေရာအောက်ထဲမှာနေနိုင်တဲ့ဒီမိုတကောင်ထွက်ပေါ်လာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဒီမိုတွေကိုဆက်ပြီး ီးတော့ဖန်နှီးခဲ့ပါတယ်သူမသိတာက blue spider lily ပန်းကတစ်နှစ်ကို၂ရက်၃ရက်လောက်တာနေကင်းဘက်အချိန်မှာပွင့်လာဖြစ်ပါတယ်အတိတ်တော့သူဒီမိုရီကိုဘယ်လောက်ထိပဲရှာကိုင်းရှာကိုင်းအလေကားဖြစ်ခဲ့ပါတယ်ဒီနေရာမှာရည်ရကောင်းတာက blue spider lily ကိုတန်ဂျီရိုရဲ့အမေကစွပြုတ်အောင်လှုပ်တော့ခဲ့ပါတယ်နောက်ပြီးတော့မန်ဂါမှာအပါမွန်ထဲကဒီမိုတကောင် ဖြစ်တဲ့ဒိုမာရဲ့နောက်လောက်တွေကလူသားတွေဖြစ်ပါတယ်အဲ့ဒီလူသားတွေကပေါ့နော် blue spider lily အကြောင်းကိုပေါ့ဒိုမာကိုမပြောပြဘူးပဲလားပေါ့နော်ကျွန်တော်အဲ့ဒီနည်းနည်းလေးကျွန်တော်စဉ်းစားလိုက်တယ်ကျွန်တော်နည်းလေးစဉ်းစားလိုက်တော့ blue spider lily ကိုသူတို့အနေနဲ့ပေါ့နော်တာမန်ပန်းလို့ထင်ပြီးတော့ဒိုမာကိုမပြော ောပြတာလားဒါမှမဟုတ်ဆိုလို့ဆိုရှင်လို့ရှင်လေဒိုမာကတိရတာနဲ့မူဆန်ကိုမပြောပြတာလားပေါ့နော်ဒါပေမဲ့လို့အဲ့ဒါလေအဲ့လိုဒီအလုပ်ဖြစ်မှာမဟုတ်ဘူးဗျာမူဆန်ကဒီမိုရီအားလုံးရဲ့စိတ်ကိုသူကဖတ်နိုင်တယ်ဒါပေမဲ့တခုတော့ရှိတယ်မူဆန်ကဘလူးစပိုက်တာလီဒီအကြောင်းကိုဒိုမာကိုမေးလိုက်တဲ့အချိန်ဒိုမာရဲ့ခေါင်းထဲမှာအဲမရှိဘူးပါညာမတွေ့ဘူးပေါ့အဲ့လိုမျိုးတွေးမှဆိုလို့ရှင်တော့မူဆန်နေနဲ့တိရတာအကြောင်းတော့မရှိဘူးပေါ့နော်ဘာတိရတိုင်းတဲ့ဒိုမာရဲ့ခေါင်းကလည်းအမြဲရှွတ်ရှွတ်ခတ်အောင်တွေးနေရကောင်ဗျာအဲမူဆန်ကဒိုမာရဲ့စိတ်ကိုမဖတ်နိုင်တာလေဒါသူ့အပြစ်တော့မဟုတ်ဘူးပေါ့ဒါကျွန်တော်နေနဲ့လေးတွေးမိတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့မူဆ န်ကမိမ9လုံးနဲ့အိမ်အောင်ပြုတ်ခဲ့ပြီးသူ့ရဲ့နှိမ့်ဆက်တဲ့ဒဏ်တွေကြောင့်အဲ့ဒီမိမ9စလုံးလည်းကိုကိုတက်တည်တော့ကြပါတယ်အဲ့ဒီနောက်မှာတော့တေကန်နီဖြစ်နေတဲ့တာမာယုံနဲ့တွေ့ဆုံခဲ့ပြီးတော့မူဇန်ကတာမာယုံကိုဒီမိုးဖြစ်နေထိုင်ဖို့ကန့်လန့်ခဲ့ပါတယ်တာမာယုံကလည်းသူ့ရဲ့ကလေးတွေကြီးပြလာတာကိုမြင်ရှင်တဲ့အတွက်ကြောင့်မလို့လက်ခံလိုက်ပါတယ်ဒါပေမဲ့ဒီမိုးဖြစ်ပြီးတဲ့နောက်ပိုင်းသူ့ကိုယ်သူထိန်းချုပ်မှုလုံးဝပြတ်ဆုံးသွားပြီးသူ့ရဲ့မိသားစုအပါအဝင်လူတော်တော်များများကိုတက်ပြတ်ဆတ်တော့ခဲ့ပါတယ်အဲ့ဒါကြောင့်မလို့တာမာယုံကမူဇန်အဘက်ကိုဆောင်းရန်တော်တော်လေးကိုမုံပြီးတက်ပြစ်ချင်ပေမဲ့လည်းမူဇန်ကအရန်ကိုတာမာတဲ့အတွက်ကြောင့်မလို့သူ့ဘာမှတော့လုပ်လို့မရခဲ့ပါဘူးအဲ့ဒီနောက်မှာတော့မူဇန်ကတာမာကိုကြုံဖြစ်ထိန်းချ ချုပ်လိုက်ပြီးတာမာယိုကလည်းတူဦးထီတုံးအစီကံဖြစ်လာခဲ့ပါတယ်။ဖန်ဂူဂူအေရီးယားခစ်ကိုရောက်တော့မူဇန်ကဗြိတိစ်တိုင်တုံးနိုင်တဲ့လူတစ်ယောက်ကိုဒီမွန်ဖြစ်ပြောင်းလဲခြင်းခဲ့ပါတယ်။အဲ့ဒီအချိန်ယူဂျီရဲ့အမာညီကိုဖြစ်တဲ့ဝန်ဗြိတိစ်တိုင်ကိုအသုံးပြုသူမီချီကာဆူတက်ဆူကီဂူနီကိုရှာတွေ့သွားပါတယ်။မီချီကာဆူတက်ဆူကီဂူနီကသူ့ရဲ့အမာညီကိုဖြစ်တဲ့ယူဂျီရဲ့အစွမ်းကိုအမြဲတမ်းမနာလိုဖြစ်နေပြီးမုန်းတိနေခဲ့ပါတယ်။ငယ်ငယ်လေးကတည်းကဒီမွန်ဆလျာအမှတ်နဲ့ဝေဖွားလာတဲ့ယူဂျီကိုတာလုံကျင်တဲ့အတွက်ကြောင့်မလို့ဒီမွန်ဖြစ်ကျင်လာဆိုတဲ့မူဇန်ရဲ့ကလန့်မှုကိုတုံ့ဆန်းခြင်းမရှိဘဲလက်ခံလိုက်ပါတယ်။မူဇန်ကလည်းဆောင်းရမ်းကိုကြံတဲ့သွေးပမာဏကိုပြပြရဲ့နောက်မှာတော့ ့မီဂျီကာဇူတဆူကီကူနီကဒီမွန်ဖြစ်လာခဲ့ပြီးသူ့ရဲ့နာမည်ကိုလည်းကူဘူရှူဘူလို့ပြောင်းလဲလိုက်ပါတယ်။အဲဒီနောက်မှာတော့မူဇန်နဲ့တာမာယိုကဆန်ပရီတစ်စတိုင်တီထွင်ခဲ့သူယူဂျီနဲ့တွေ့ဆုံခဲ့ပါတယ်။ယူဂျီကမူဇန်ကိုစားတွေ့ခြင်းမဲ့မုန်းကြီးစရာကောင်းတဲ့အချိန်ဝါကိုခံစားမိတာကြောင့်ဒေါသတွေထွက်လာခဲ့ပါတယ်။စကားပြောနေရင်းနဲ့မှဒီမွန်ဆရာအမတ်သားအစွမ်းနဲ့မူဇန်စီမှာအုံနောက်၅ခုနဲ့နှလုံး9ခုရှိတာဆိုတာကိုသိလိုက်ရပါတယ်။မူဇန်ကယူဂျီကိုအထင်သေးပြီးရုတ်တရက်တိုက်ခတ်လိုက်ပေမဲ့လည်းယူဂျီကတိုက်ခတ်မှုတွေကိုအကုန်လုံးရှောင်ပြီးဆန်ပရီတစ်စတိုင်၃ခုမြောက်ပုံစံကိုတုံးပြီးတော့မူဇန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုခုတ်ဖြတ်လိုက်ပါတယ်။မူဇန်ကလုံးဝကိုကြောင်သွားပြီးဒါနဲ့အခုတ်ခံ လိုက်ရတဲ့ဒဏ်ရာတွေကလည်း regenerate ပြန်မလုပ်နိုင်တော့ပါဘူး။ယူဂျီကမူဇန်ကိုဆုံးတောက်ပုတ်လုပ်နေတဲ့အချိန်မှာပဲမူဇန်ကအရန်ကိုကြောက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအစိတ်ပိုင်း1000လောက်ကိုဖြန့်ကျဲပြီးထွက်ပြေးသွားပါတယ်။အဲ့ဒီထက်ကမှမူဇန်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်း1500လောက်ကိုယူဂျီကခုတ်ဖြတ်နိုင်ခဲ့ပါတယ်။ကျန်တဲ့အစိတ်ပိုင်း1000လောက်ကခန္ဓာကိုယ်အကောင်းပကတိတိုင်းပြန်ဖွဲ့စည်းတဲ့နောက်မှာတော့ Stan British တိုင်း3တိုင်းနဲ့ Demonstrator နဲ့တွေ့ရင်ဖိတုံအောင်ကြောက်သွားတာပါ။အဲ့ဒါကြောင့်မို့လဲယူဂျီနှစ်ကနဲ့တန်ကြီးကိုတွေ့တော့ဆိုလို့ရှိရင်လဲသွေးသွေးနဲ့ဖြစ်တဲ့အထိကိုကြောက်သွားခဲ့ပြီးအဲ့ဒီကြောက်တဲ့အကြောင်းရင်းကလည်းယူဂျီပြခဲ့တဲ့ဒဏ်ရာတွေက regenerate ပြန်လုပ်နိုင်ခဲ့ပေမဲ့လဲအမာယူဖြစ် ဆက်ကြံနေခဲ့ပါသေးတယ်အဲဒီနေရာမှာဖန်ဖတ်အနေနဲ့ပေါ့နော်အဲ UG ပြခဲ့တဲ့ဒိုင်တွေကြောင့်တမာယုကမူဇန်ရဲ့လက်ထက်ကလည်းလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မလို့ San Pedro Style တုံးနိုင်တဲ့ဒီမိုစလယာတွေကိုတိုက်ရရင်ဆိုင်တော့ပဲအဲ့ဒီအစားဒီမိုတွေကိုပို့ပြီးတော့ပဲရေဆိုင်ခိုင်းလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ Upper Run နဲ့ Lower Run ဆိုပြီး Kazuki အဖွဲ့ကိုဖန်တီးလိုက်ပါတယ် Upper Run ဒီမိုတွေကြတော့ရာစုနှစ်ပေါင်းများစွာမပြောင်းလဲပဲဆက်လိုက်တရှိနေပြီး Lower Run ဒီမိုတွေကြတော့ဒီမိုစလယာလက်ချက်တွေကြောင့်မကြာခဏအစားထုတ်ခံရလေးရှိပါတယ်အဲ့ဒါကြောင့်မလို့မူဇန်က Upper Run ဒီမိုတွေကိုအခွင့်အရေးလုတ်ပိုင်ခွင့်တစ်ခု ပေးလိုက်ပါတယ်အဲ့ဒီလုတ်ပိုင်ခွင့်က Upper Run ဒီမို တွေကိုသူတို့ရဲ့သွေးနဲ့လူတွေကိုဒီမိုဖြစ်ပြောင်းလုပ်ခွင့်ပေးလိုက်တာပါဒါပေမဲ့ဒီမိုဖြစ်ပြောင်းခံလိုက်ရတဲ့သူတွေကမူဇယ်ရဲ့ခွင့်ပြုချက်ရှိမှသာလျှင်ဖတ်စုကြီးအဖွဲ့တဲကိုဝင်ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ထိုင်ရှိုအေရာခက်ကိုရောက်တော့မူဇယ်ကကာမာတိုမိသားစုကိုတွေ့ရှိခဲ့ပြီးနေရာအောက်မှာနေနိုင်တဲ့ဒီမိုပေါ်လာမားဆိုတဲ့ပြွန်လင်းချက်လေးနဲ့မိသားစုတစ်ခုလုံးကိုတိုက်ခိုက်ပြီးတက်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူမသိလိုက်တာကနေစုကကအသက်ရှင်ပြီးဒီမိုဖြစ်ပြောင်းလဲသွားတာကိုပါအဲ့ဒီနောက်မှာတော့မူဇယ်ကတာမန်လူဖြစ်ရုပ်ဖက်ထားနေစဉ်တန်ဂျီတိုကိုတွေ့လိုက်တဲ့အချိန်မှာတော့သူလုံးဝကိုဖမ်းနေဖြစ်သွားပြီးတော့သူ့ရဲ့သွေးရဲ့နှဲငယ်ကိုလူတယောက်စီထည့်ပြီးထွက်ပြေးသွားခဲ့ပါ ါတယ်ဒီနေရာမှာတချို့လူတွေကထွက်ပြေးမှန်စာတန်ရီကိုတက်လိုက်ရင်ပြီးနေပြီဟာကိုလို့ တွေးကောင်းတွေးပြီးကြပါလိမ့်မယ်။မူဇန်လုံအုံနောက်၅ခုရှိတဲ့သူတယောက်အနေနဲ့တန်ဂျီရိုကိုတက်လိုက်တာဟာညာရှိတဲ့လုံရမဟုတ်ဘူးလို့ထင်တာကြောက်ထွက်ပြသွားတာပါ။နောက်ပြီးတော့ဆမ်ပီဒီစတိုင်တုံးနိုင်တဲ့လူတယောက်ကိုကြောက်တော့ကြောက်လဲပါပါတယ်။ကျွန်တဲ့အပိုင်းတွေကိုတော့အလုံးသိရတိုင်းတန်ဂျီရိုကိုတက်ဖို့အတွက်ဒီမွန်နှစ်ကောင်ကိုပုတ်လိုက်ပေမဲ့ကြောက်ရွံ့ခဲ့ပါတယ်။ Lower Rank ထဲကဒီမွန်တစ်ကောင်ဖြစ်တဲ့ Rooney တည်ဆုံးပြီးရဲ့နောက်မှာလဲ Lower Rank ဒီမွန်ရဲ့အကုန်လုံးကိုခေါ်ပြီးတက်ပြစ်လိုက်ပါတယ်။ဒီနေရာမှာကျွန်တော်တို့အနေနဲ့မူဇန်ကိုမိမပုံစံပထမအောင်ဆုံးမြင်တွေ့ခဲ့ရပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့မူဇန်ရဲ့ Black Demon အကြောင်းကိုကျွန်တော်ရှင်းပြပါမယ်။သူ့ရဲ့ Black Demon အကတော့တဲနဲ့ခန္ဓာကိုယ်ကိုလိုလိုထိန်းချုပ်နိုင်တာပါ။ ပါတိရတိုင်မူဇန်က main click ခဏကိုရကြလေးခဏကိုခလေးခဏကိုပြောရရင်သူလိုချင်သလိုသူ့ရဲ့ခဏကိုကို shape ဖြစ်လုံနိုင်တာပါဆဲကတော့ demon slayer season 4မှာအလုံးတွေ့ရတဲ့အတိုင်းသူ့ရဲ့ခေါင်းကိုအဆဲဆဲအမွာမွာထုခံလိုက်ရတာတောင်မှအယိုးဆဲကြွတ်သား skin တွေအကုန်လုံးကိုပြန်ပြီး regenerate လုပ်နိုင်ပါတယ်ဝိစားတွေကို regenerate ပြန်လုပ်နိုင်တာကတော့ michael jackson သွေးပါတယ်နဲ့တူပါတယ်အဲ့ဒါကတော့ lower rank demon တွေကိုတပ်ပြီးရဲ့နောက်မှာတော့ lower rank demon ထဲကတယောက်ဖြစ်တဲ့အိမ်မှုကိုသဘောကျသွားပြီးသွေးနှဲငယ်ပေးပြီးတော့တန်ဂျီတို့ကိုတခိုင်းခဲ့ပေမဲ့လည်းကြာရှုံးခဲ့ပါတယ်။အဒီနောက်မှာတော့မူဇန်ကိုခလေးပုံစံအဖြစ်မြင်တွေ့ခဲ့ရပြီးအကာဇာက blue spider lily ပန်းကိုရှာမတွေ့ကြောင်းသတင်းလာပို့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ hashiya ထဲကတယောက်ဖြစ်တဲ့ rengoku ချိုးကြီးတို့ကိုတက်ခတ်ကြောင်းအကာဇာက going ဝန်ဝါစာပြောနေပေမဲ့လည်းမူဇန်ကအဒီမှာရှိတဲ့ demon slayer တွေအကုန်လုံးကိုမတက်ခတ်တဲ့တော့ကြောင့်မလို့တော်တော်ထောက်ဆောပါတယ်။အဒီနောက်မှာတော့ abamose daiki si ကိုတွားလိုက်ခဲ့ပြီးအတိတ်မှာ hashiya 900ကိုတက်ခတ်တဲ့တော့ကြောင့်မလို့ daiki ကိုချင်းမွန်ပြောဆိုနေပြီးတော့သူ့အလက်အောက် ထက်ကနေလွတ်ထွက်သွားတဲ့တာမာယီလိုမျိုးနေစုကိုကိုလည်းတက်ဖို့အတွက်အမိတ်ပေးလိုက်ပါတယ်အပါမွန်စစ်ကိုလည်းတန်ဂျီတိုတိုရဲ့လက်ချက်နဲ့တိုက်သွားခဲ့ပြီးတဲ့နောက်မှာတော့နှစ်ပေါင်း133ရက်အတွင်းတခါမှစစ်မခေါ်ဘူးတဲ့အပါမွန်ရန်နေကိုဆင့်ခေါ်လိုက်ပါတယ်နေရအောက်ထက်မှာနေနိုင်ဖို့အတွက်ဆေးတစ်ခုခုထွင်နေရင်အပါမွန်ဒီမွန်တွေရဲ့တရှိမှုကိုမင်းကိုထုတ်လာပါတယ်ဘလူးစပိုက်ဒါလီလီကိုလည်းရှာမတွေ့သလိုအပူယာရှိကီမိသားစုကိုလည်းမရှင်းပြတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အပါမွန်စစ်လုံမျိုးချက်ချုံခဲ့တဲ့အမမျိုးလက်မခံတော့ဘူးလို့ပြောပြီးဒီမွန်စလီယာတွေရဲ့ဓာတ်ကိုထုတ်လုတဲ့ရွာကိုဖျက်ဆီးဖို့အတွက်အပါမွန်ရဲ့ဒီမွန်နှကောင်ကိုပို့လိုက်ပါတယ်ဒီပလန်ကလည်းအကြီးကျယ်ချက်ချုံခဲ့ပါတယ်ဒါပေ မဲ့လို့နှစ်ပေါင်းတစ်ထောင်အတွင်းတူလူကျင်ခဲ့တဲ့နေရာအောက်မှာနေနိုင်တဲ့ဒီမွန်ပေါ်ထွက်လာတာကြောင့် Blue Spider Lily Pan ကိုလည်းရှာစရာမလိုတော့ပါဘူး။ရိုးရိုးရှင်းရှင်းလေးနဲ့နေစုကိုကိုစားတုံးလိုက်တာနဲ့သူ့ပါတခါတဲ့နေရာအောက်ထဲမှာနေနိုင်မှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့လွတ်ဟာနေတဲ့ Abamon Rat နဲ့နဲ့ရာကို Lucky Man နဲ့ခိုက်ကာကူကိုထည့်လိုက်ပါတယ်။ဒီမွန်ဆီလီယာတွေနေတဲ့နေရာ Ubuwa Shiki မိသားစုတွေနေတဲ့နေရာနဲ့နေစုကိုနေတဲ့နေရာကိုအချိန်တိုတွင်းရှာနိုင်တဲ့အတွက်ကြောင့်မလို့မူဇန်က Lucky Man ကိုချစ်ချူးနေပါတယ်။အဲဒီနောက်မှာတော့မူဇန်က Ubuwa Shiki မိသားစုစီကိုရောက်လာခဲ့ပြီးနှစ်ပေါင်းထောင်လုံးသူ့ရဲ့လမ်းကိုဝန်းရှုံနေတဲ့ခေါင်းဆောင်ကဒီလိုယုံစရာကောင်းပြီးအလောင်းနှံထွက်နေတဲ့သူဖြစ်နေတာကိုစိတ်ပြည့်စရာ တ်ကောင်းတယ်လို့ပြောပါတယ်။အဲ့ဒီမှာကျွန်တော်တို့သိလိုက်ရတာကအပူဟာရှီကီနဲ့မူဇန်ကအမျိုးတော်ပြီးမူဇန်လိုမကောင်းဆိုးဝါးတစ်ကောင်ကသူတို့ရဲ့မျိုးနွယ်ထဲမှာမွေးဖွားလာတာကြောင့်မွေးလာတဲ့ကလေးတွေကလည်းချက်ချင်းပဲတည်ဆုံသွားတယ်လို့ပြောပါတယ်။အဲ့ဒီကိစ္စကငါနဲ့လည်းဘာမှမဆိုင်သူငါ့ကိုအပြစ်တင်နေတယ်လည်းဘာမှမထူဘူးလို့မူဇန်ကပြောပါတယ်။အပူဟာရှီကီကမူဇန်ကိုတော်ရော့ထက်စရာတစ်ခုပြောလိုက်ပါတယ်။အဲ့ဒါကမူဇန်သေရင်ရှင်းသမက်ဒီမိုတွေအကုန်လုံးတည်သွားမယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့မူဇန်ကအနာဘုံတုံးကြသွားတယ်လို့တော်ရော့ထွက်သွားပြီးအပူဟာရှီကီကိုတပ်ဖို့လုပ်နေတဲ့အချိန်မှာပဲရုတ်တရက်ဘုံကထပ်ပေါက်လာပါတယ်။ဒီကိစ္စတွေအကုန်လုံးကိုအစကတည်းကကြိုတင်စဉ်းစားတာဖြစ်ကြောင်းမူဇန်ကနားလည်သွားပါတယ်။ပတ်ကောသွားတဲ့အချိန်မှာလည်းသူ့ရဲ့ရ င်ဂျန်နရိတ်ကိုနှိမ့်တော့စင်မဲ့အစူးချုံတွေပါလာကြောင်းနောက်ထပ်တိုက်ခိုက်မှုထွက်လာမယ်ဆိုတော့ကိုကြိုသိနေပေမဲ့လည်းဘက်ကမှမသိတဲ့ဘလက်ဒီမွန်အက်ကပေါ်လာပြီးသူ့ရဲ့လှုပ်ရှားမှုတွေအကုန်လုံးကိုရပ်တန့်ပလိုက်ပါတယ်အဲ့ဒီဘလက်ဒီမွန်အက်ကတော့မူဇန်အာဆာကူဆာမှာဒီမွန်ဖြစ်ပြောင်းလဲခဲ့တဲ့လူရဲ့ဘလက်ဒီမွန်အက်ပဲဖြစ်ပါတယ်ရုပ်တရက်တာမန်ယူကရောက်လာပြီးလူပြန်ဖြစ်စေနိုင်တဲ့ဆေးကို regenerate လုပ်နေတဲ့မူဇန်ကိုထိုးသွင်းပေးလိုက်ပါတယ်အတိတ်ဘဝမှာတာမန်ယူလုပ်ခဲ့တဲ့ပြစ်မှုတွေကိုခွင့်ကောင်းယူပြီးစိတ်တက်ကြအောင်လုပ်ပေမဲ့လည်းတာမန်ယူကကြောက်တုံးဟာရှိယာကိုခေါ်လိုက်ပြီးတိုက်ခိုက်ခိုင်းပါတယ်ခေါင်းကိုကျင်းမွားအောင်ထုခံလိုက်ရပြီးမဲ့လည်းတဲတစ်ခုချင်းစီက regenerate ပြန်လုပ်သွားပြီးသူ့ရဲ့ဘလက်ဒီမွန်အက်နဲ့တိုက်ခိုက်လိုက်ပါတယ်ဟာရှိယာတွေကလုံးလက်ရ ောက်လာပြီးသူတို့ရဲ့ British Style အသီးသီးတွေနဲ့အမဲဖြတ်သလိုတိုက်ခိုက်တဲ့အချိန်မှာပဲမူဇန်ကသူတို့အကုန်လုံးကို Infantry Cavalry ကိုဆက်ခေါ်သွားပါတယ်။ဒီမွန်စလီယာတွေအကုန်လုံးလည်းဒီမွန်တွေကိုအသီးသီးနှိမ်နှင်းပြီးတဲ့နောက်မှာတော့ဒီမွန်စလီယာတွေကမူဇန်ရဲ့ location ကိုတွေ့သွားပါတယ်။ဟာရှီယာလာရက်ထီကိုစောင့်မလား။ဒါမှမဟုတ်သူတို့ဘာသာသူတို့တိုက်ခိုက်ရင်ကောင်းမလားဆိုပြီးဆွေးနွေးနေကြတဲ့အချိန်မူဇန်ကပုံပြောင်းသွားပြီးအဲ့ဒီမှာရှိတဲ့ဒီမွန်စလီယာတွေအကုန်လုံးကိုမျက်စိတမိတ်တွင်တပ်လိုက်တော့ဥပဝရှိကီရဲ့ new leader ကတက်ပြန်ဆုတ်ဖို့အတွက်အချိန်ပေးကြင်တော်များလိုက်ပါဘူး။ကျွန်တော်တို့အနေနဲ့မူဇန်ရဲ့ final form ကိုမြင်တွေ့ခဲ့ရပြီးသူ့ရဲ့စပင်ကအဖြူရောင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဗဇက်တွေနဲ့ပြည့်နေပါလေ။သူတက်လိုက်တဲ့ဒီမွန်စလီယာတွေ ွေကိုလည်းဆတ်တော့ပလိုက်ပြီး regenerate ကလည်းအရင်ကထက်ပုံမြင်လာတာကြောင့်ကျေးဇူးတင်ကြောင်းပြောပါတယ်တာမာယိုရဲ့ခေါင်းကိုကင်လိုက်ပြီးသူ့ကိုလူပြန်ဖြစ်စေတဲ့ဆေးကလည်းအလေကားပဲသူ့ကိုတပ်ဖို့ကြိုးစားတာကလည်းအလေကားပဲလို့တာမာယိုကိုလောက်ပြောင်ပြီးပြောလိုက်ပါတယ်တာမာယိုကဒေါသတကြီးနဲ့ဒီနေ့ကနေငယ်ကိုသွားမယ်နေဆိုပြီးပြောပြီးတော့ငါ့ရဲ့မိသားစုကိုပြန်ပေးလို့မူဇန်ကိုပြောပေးမယ်လေမူဇန်ကသွေးအေးအေးနဲ့ပဲအဲ့ဒါဆိုမင်းရဲ့မိသားစုကိုတွားတွေးတော့ဆိုပြီးတာမာယိုရဲ့ခေါင်းကိုချင်းမောပလိုက်ပါတယ်လက်မတွေ့ရဲ့ဒီမိုစလယာတွေအကုန်လုံးကိုလည်းတက်ပြစ်လိုက်ပြီးတန်ဂျီယိုနဲ့ဂင်းယိုကိုတွေ့သွားပါတယ်တန်ဂျီယိုကမူဇန်ကိုတွေ့သွားတဲ့အချိန်မှာတော့ဒီမန်ကျောက်တည်သွားရတဲ့သူချစ်တဲ့မိသားစုတွေကိုပြန်မြင်အောင်သွားပြီးဒေါသထွက်သွားပါတယ် ်မူဇန်ကသွေးအေးအေးနဲ့ပဲဘာဖြစ်လို့ဒီမိုဆလီယာတွေအကုန်လုံးကငါရဲ့လမ်းကိုဆက်ရောက်စရာကောင်းလောက်အောင်ဝင်ရှုံနေကြရလဲမင်းတို့တွေရဲ့ပါဇက်ထက်ကထွက်လာရင်ကိုချက်သူတွေအတွက်ကလစားချင်မကလစားချင်မဆိုတာကြီးပဲအေးဟုတ်တယ်မင်းတို့မိသားစုအသက်ခံလိုက်ရတယ်အဲ့ဒါဘာဖြစ်လဲမင်းတို့အသက်ရှင်နေတာကိုပဲကန့်ကောင်းတယ်လို့မှငလင်လောက်တာတို့မိတောင်ပောက်ကွဲလို့လူတွေတင်နေကြတာတော့ဘသူမှသဘောဝပေးအနေကိုအပြစ်မတင်ကြဘူးဘာဖြစ်လို့ငါ့ကိုအပြစ်တင်နေကြရလဲမင်းတို့အားလုံးငါ့ကိုတက်ခတ်နေရတာကလည်းမင်းတို့အကုန်လုံးယူနေလို့ပဲအဲ့ဒီလိုလူမျိုးတွေနဲ့ဆက်ဆံနေရတာအရန်ကြီးငို့လာပြီလို့မူဇန်ကတန်ကြီးတို့နဲ့ဂင်းရင်ကိုပြောလိုက်ပါတယ်တန်ကြီးတို့ကဆောင်ရွက်ကိုဒေါသထွက်သွားပြီးတော့မင်းတို့တက်ရှိမျိုးက ဒီကဘာမှာမရှိသင့်ဘူးလို့ပြောပြီးစတင်တိုက်ခိုက်ပါတယ်။မူဇန်ကသူ့ရဲ့လက်ကိုပုံပြောင်းပြီးတော့တိုက်ခိုက်ပေမဲ့လည်းတန်ဂျီရိုနဲ့ဂင်ယူကရှောင်းလိုက်ပါတယ်။ဒါပေမဲ့လည်းတန်ဂျီရိုကအနာကပ်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့လည်းသူ့ရဲ့မျက်လုံးတစ်လုံးဆုံးရှုံးလိုက်ရပါတယ်။အဲ့ဒီချိန်နာကီမဲကမီဇူရီနဲ့အိုဘိုင်းနိုက်ကိုတက်လိုက်ပြီးဖြစ်ကြောင်းတင်းပို့လိုက်ပါတယ်။တန်ဂျီရိုကတော့ကျန်နေတဲ့မျက်လုံးတစ်လုံးနဲ့ရုန်းကန်နေရတဲ့အချိန်မီဇူရီနဲ့အိုဘိုင်းနိုက်ကရောက်လာပြန်ဂျီရိုကိုကယ်တင်ပေးလိုက်ပါတယ်။မူဇန်ကလုံးဝကိုကြောင်သွားပြီးနာကီမဲနေပြောတော့အဲ့ဒီအာရှီယာနှစ်ယောက်ကိုတက်လိုက်ပြီးဆိုဘာဖြစ်လို့တက်ရှင်နေသေးတာလဲ။ရှင်းပြစမ်းဆိုပြီးပြောပါတယ်။မူဇန်မသိလိုက်တာကယိုရှီရိုကနာကီမဲကိုသူ့ရဲ့ဘလတ်ဒီမွန်အဆွမ်းနဲ့ထိန်းချုပ်လိုက်ပြီးမီဇူရီနဲ့အိုဘိုင်း ားနိုင်တည်သွားတဲ့ပုံရိပ်ရောင်တွေကိုဖိနှိပ်လိုက်တာဖြစ်ပါတယ်အဆက်မပြတ်ပုံပြောင်းနေတဲ့ Infinity Castle ပါ Yushiro ကထိန်းချုပ်လိုက်ပြီးမူဇန်ကိုအပြင်ထုတ်ဖို့ကြိုးစားပေမဲ့လည်းမူဇန်ကထိန်းချုပ်ခံနိုင်ရတဲ့ Nakime ကိုပြန်ပို့အတွက်ကြိုးစားပါတယ်ဒါပေမဲ့ဒီမိုစလေယာတွေကကြောင်းဝင်ရှုပ်ပြီးတိုက်ခိုက်တာကြောင့် Nakime ကိုပြန်ထိန်းချုပ်လို့မရပဲဖြစ်သွားပါတယ် Yushiro က Infinity Castle ကိုအဆက်မပြတ်ထိန်းချုပ်နေတာကြောင့်မူဇန်ကအဝေးကနေပဲ Nakime ရဲ့ခေါင်းကိုချင်းမော့ပလိုက်ပါတယ်ဒါပေမဲ့လည်း Nakime မသိဆုံးခင်ပြောရရင်စဲတွေမပြတ်စည်းခင်ပြန်ထိန်းချုပ်လိုက်ပြီးပုံပြောင်းနေတဲ့ Infinity Castle ကိုရပ်ပလိုက်ပါတယ်ဒီမိုစလေယာတွေကလည်းမူဇန်ကို Direction အကုန်လုံးကနေတိုက်ခိုက်ပေမဲ့လည်းမူဇန်ကပြန်တိုက်ခိုက်တာကြောင့် Tanjiro ရဲ့နောက်ကျောကထိုင်ရ သွားပါတယ်မီစီရီကိုလည်းမူဆန်ကတိုက်ခတ်ဖို့လုပ်နေတဲ့အချိန်ကျိုးနေရဒါနဲ့တန်ဂျီရိုကမူဆန်ရဲ့ကောင်းကိုပြစ်ပြီးထိုးဆက်ပလိုက်ပါတယ်နောက်ဆုံးတော့အင်ဖနီခါဆက်ကပျက်စီးသွားပြီးအထက်မှာရှိနေတဲ့ဒီမိုဆလီအကုန်လုံးလည်းပြတ်ထွက်လာနိုင်ပါတယ်ဒေါသအတော်လေးထွက်နေတဲ့မူဆန်ကအပျက်စီးတွေကြားကနေပြတ်ထွက်လာပြီးပုံပြောင်းထားတဲ့သူ့ရဲ့လက်နဲ့တိုက်ခတ်ပေမဲ့လည်းဟာရှီယာ၃ယောက်ကသူ့ရဲ့ဘရီးဆိုင်အတီတီနဲ့ရှောင်းလိုက်ပြီးမူဆန်ကိုတိုက်ခတ်ဖို့အတွက်အနောက်ကိုချင့်ခဲ့ပါတယ်အိုဘန်နဲ့ဒါကမူဆန်ရဲ့လက်ပင်ကိုထိုးဆက်ပလိုက်ပေမဲ့လည်းဒါကိုဆိုက်ပြီးလိုက်တဲ့တပြိုင်နက်ဒါယန်ကအချက်ချင်း regenerate ပြန်လုပ်သွားတာကြောင့်ဟာရှီယာရဲ့ကုန်လုံးရဲ့တော်တော်လေးကိုအံ့ဩသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တိုက်ခတ်မှုတို့များဒီမိုနီထဲမှာတခါမှမမြင်ဘူးတဲ့ regenerate ကို ကိုမြင်လိုက်ရလို့ဖြစ်ပါတယ်။ဟာရှီယာရီကွန်လွန်ကအံ့ဩနေကြတဲ့ချိန်မူဆန်ကအဲ့ဒါကိုခွန်ကောင်းယူပြီးတော့တိုက်ခိုက်ပေမဲ့လည်းဒီမိုစလီယာရီကွန်လွန်ကဟာရှီယာရီအစားဝန်ခံပေးလိုက်ပြီးအသက်ကိုစတေးသွားပါတယ်။နောက်ထပ်ဒီမိုစလီယာအဖွဲ့ကလည်းမူဆန်ကိုတိုက်ခိုက်ဖို့အတွက်လုပ်နေတဲ့ချိန်တန်ဂျီရိုကလည်းမူဆန်ကိုတိုက်ခိုက်ဖို့အတွက်လုပ်ပါတယ်။ဒါပေမဲ့ရုတ်တရက်ကြီးတန်ဂျီရိုရဲ့ဗစက်ထဲကနေသူ့တွေအထောက်လာပြီးလက်ကျသွားပါတယ်။မူဆန်ကတန်ဂျီရိုနဲ့တိုက်ခိုက်နေတဲ့ချိန်မှာသူ့ရဲ့သွေးကိုတန်ဂျီရိုရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းခဲ့ပြီးဖြစ်ကြောင်းပြောပြပါတယ်။နောက်ပြီးသူထိုးသွင်းခဲ့တဲ့သွေးပမာဏကလည်းတော်တော်လေးကိုများရတဲ့အတွက်ကြောင့်မလို့ဒီမုံဖြစ်လာမှာမဟုတ်ပဲလူတယောက်ဆဲတွေကိုပျက်စီးနိုင်တဲ့အထိအစိတ်လိုပြင်းထန်တဲ့အတွက်ကြောင့်မလို့သေမှာဖြစ်ကြောင်းတန်ဂျီရိုကို ဇန်ကပြောပါတယ်အဲ့ဒီနောက်တိုက်ပွဲကတော်တော်လေးကိုပြင်းထန်လာပြီးမူဇန်ကဟာရှီယာတွေကိုတင်စီနိုင်လောက်တဲ့တိုက်ခိုက်မှုတွေနဲ့တိုက်ခိုက်လိုက်တဲ့အချိန်သူတိသွားတာကဒီမိုဆလီယာမှတ်သားပါတဲ့ဟာရှီယာတွေကတင်စီနိုင်လောက်တဲ့တိုက်ခိုက်မှုတွေကိုခံရပေမဲ့လည်းဒီမိုဆလီယာမှတ်သားကြောင့်တက်လက်လှောက်ရှာတိုက်ခိုက်နိုင်တာကိုသိသွားပါတယ်အဲ့ဒီနောက်မီဇူရီကိုတိုက်ကတ်ထားပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့လည်းရုတ်တရက်စတုန်းဟာရှီယာကရောက်လာပြီးမီဇူရီကိုကင်တင်လိုက်ပါတယ်ဆနာမီကလည်းရုတ်တရက်ရောက်လာပြီးတော့မူဇန်ရဲ့နောက်ကြောက်ကိုဓာတ်ရက်ခုတ်လိုက်ပါတယ်မူဇန်ကိုစီပလင်းနဲ့ပြစ်လိုက်ပြီးမီရှုပ်လိုက်ပါတယ်မူဇန်ကဒီလိုညစ်ပတ်တဲ့လက်ကွက်ကိုတုံးတဲ့အတွက်ဒေါ်ရတကြီးနဲ့အော်လိုက်ပြီးဆနာမီကလည်းဒီလိုလက်ကွက်လေးကမင်းတို့လူမျိုးတွေအကြိုက်ဆုံးပဲလို့မူဇန်ကို ြန်ပြောလိုက်ပါတယ်တိုက်ပွဲအချိန်ကတော်တော်လေးကိုမြင်လာတာတဲ့အမြ။မူဆန်တက်ခိုက်မှုတွေကလည်းတော်တော်လေးကိုမြင်လာပြီးဟာရှီယာတွေလိုက်မမိပါကိုဂင်းကွာသီးထားမိသွားပါတယ်။အတိနောက်မှာတော့မူဆန်ကဒဏ်ရာနေတဲ့မီဇူရီကိုထပ်မတိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်မလို့မီဇူရီရဲ့ဘယ်ပားနဲ့တခုံးကဒဏ်ရာသွားပါတယ်။မူဆန်ကမီဇူရီကိုအပြတ်ရှင်းဖို့လုပ်ပေမဲ့လည်းတခြားဟာရှီယာတွေကနောက်တစ်ခါထပ်ပြီးမီဇူရီကိုကတင်ပစ်လိုက်ပါတယ်။ဟာရှီယာတွေအကုန်လုံးကရောက်လာပြီးမူဆန်ကိုအနီးကတိုက်ခိုက်နေတဲ့အချိန်အိုဘိုင်းနိုက်ကမူဆန်ရဲ့လက်တစ်ဖက်ကိုဖျက်လိုက်ပြီးပြက်နေတဲ့လက်ကို regenerate ပြန်လုပ်နိုင်အောင်အဝေးကိုကန်ထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမူဆန်ကဟာရှီယာတွေကိုအရင်ချိန်ကတည်းကသူ့ရဲ့သွေးကိုတိုးသွင်းခဲ့ပြီးဖြစ်တာကြောင့်အခုချိန်မှာအ ဖတ်ထလာပြီးဂင်းယုံကမူဇန်ရဲ့သွေးကြောင့်ဓာတ်ကိုလက်ထက်ကမချကျင်ပဲနဲ့လက်ထက်ကပြုတ်ကျသွားပါတယ်။မူဇန်ကဟာရှီယာတွေကိုကြိုးစားထားကြိုးစားထားလို့လှောက်ပြောင်းတလို့ပြောပြီးမင်းတို့တိုက်ခိုက်မှုတွေကငါ့ကိုမထိရောက်တဲ့အပြင်မင်းမထွက်ခင်မှာပဲမင်းတို့အကုန်လုံးကငါ့ရဲ့သွေးနဲ့အကုန်လုံးတင်ပါလို့ပြောပါတယ်။မူဇန်ပြောတာလက်မှန်ပါတယ်။မူဇန်ရဲ့သွေးကြောင့်ဟာရှီယာတွေကခက်ခဲနေတဲ့အချိန်ကိုရောက်နေပြီးပြုံးလင်းရမဲ့နေတဲ့အချိန်တာမာယူရဲ့ကြောင်ကရုတ်တရက်ရောက်ချလာပါတယ်။ဟာရှီယာတွေကိုဒီမွန်တွေကနေလူပြန်ဖြစ်စေနိုင်တဲ့ဆေးတွေကိုဖြစ်ပြီးတော့ထိုးသွင်းပလိုက်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့မှတ်အောင်မှတ်နိုင်ပါတယ်။ဆေးကဒီမွန်ကနေလူပြန်ဖြစ်စေနိုင်တဲ့ဆေးလားဒါမှမဟုတ်မူဇန်ရဲ့သွေးကိုပြန်ခုခွဲနိုင် တဲ့ဆေးလက်ဆိုတာကိုကျွန်တော်လည်းမသိပါဘူးအဲ့ဒီအချိန်မူဇန်တိသွားတာကတာမာယိုကတေသွားတဲ့အချိန်မှာတော့သူ့ရဲ့လမ်းကိုဝင်ရှုပ်နေတာကိုပါမူဇန်ကတော်လေးကိုထောသထွက်သွားပြီးတော့တေစင်တိုင်လာရတက်ခတ်မှုတွေနဲ့တက်ခတ်လိုက်တာကြောင့်ဟာရှီယာရီကိုလုံးတဲ့အသက်ပေးကနေတိတိလေးလွတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အင်နိုစကေဇင်ဆူနဲ့ခနာအုပ်ကတော်တော်လေးနောက်ကနေရောက်လာပြီးမူဇန်ကိုယိုရှီရိုရဲ့ထက်တင့်ကိုတုံးပြီးဖိနှိပ်တက်ခတ်လိုက်ပါတယ်မူဇန်ကလီထက်ကနေအယောင်ခံပြီးသူတို့တုံးရကိုတက်ခတ်လိုက်ပေမဲ့လည်းသူတို့တုံးရစလုံးလဲတိတိလေးအသက်ပေးကနေလွတ်သွားပြန်ပါတယ်အဲ့ဒီအချိန်မှာဒီမွန်စလီအမတ်သားကြောင့်ဟာရှီယာရီရဲ့ဓာတ်ကအနီအောင်ပြောင်းသွားပြီးတက်ခတ်လိုက်တာကြောင့်မူဇန်ရဲ့ regenerate ကနှောင့်နှင်းသွားပါတယ်ဒီမွန်စလီအ မတာကမူဇန်ရဲ့ခန္ဓာကိုယ်ကိုဖောက်တွင်းမြင်ရတာကြောင့်သူတို့သိလိုက်ရတာကမူဇန်ရဲ့ခန္ဓာကိုယ်ကလူတွေရဲ့ခန္ဓာကိုယ်နဲ့မတူတဲ့ဖွဲ့စည်းပုံနဲ့ဖွဲ့စည်းထားတာကိုတွေ့လိုက်ရပါတယ်။ Open Night ကမူဇန်ရဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်ပြီး Stone Hashia ကမူဇန်ရဲ့ရေပတ်တချံကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ Hashia အကောင်လုံးကမူဇန်ရဲ့ခန္ဓာကိုယ်ကိုအယုံဆိုင်နေကြတဲ့အချိန်မူဇန်ကထပ်မံတိုက်ခတ်လိုက်တာကြောင့် Gion နဲ့ Stone Hashia ကလက်အင်ကတွေဆုံးရှုံးသွားပြီး Open Night ကတော့မျက်စိတစ်ဖက်ကန်းသွားပါတယ်။ဇေဇူးနဲ့ Inosuke ကမိလဲသွားပြီးခန္ဓာကိုယ်တယောက်ထဲသာကျန်ပါတော့တယ်။ခန္ဓာကိုယ်လည်းကျိုးနေတဲ့ဓာတ်နဲ့ကြောက်ပြီးဒူးထောက်သွားတဲ့အချိန်မူဇန်ကခန္ဓာကိုယ်ကိုတတ်ဖို့လုပ်ပါတယ်။ Tanjiro ကရုတ်တရက်ရောက်လာပြီးတော့ ော့မူဇန်လက်တစ်ဖက်ကိုဖြစ်ပစ်လိုက်ပြီးခနာကိုဝင်ကယ်ပေးလိုက်ပါတယ်မူဇန်သွေးထိုးခံလာရတဲ့တန်ဂျီရိုရဲ့ရုပ်ကဒီမိုရမ်းဆန်နေတာကြောင့်မူဇန်ကမင်းနဲ့ငါနဲ့ကဘသူကဒီမိုအဆက်လဲလို့တန်ဂျီရိုကိုမေးလိုက်ပါတယ်နောက်ထပ်သူတွေ့လိုက်ရတာကယိုရီချီရဲ့ပုံရိပ်ကိုထပ်တွေ့လိုက်ရပါတယ်တန်ဂျီရိုကတော့မူဇန်ကိုငါတို့ဒီတိုက်ပွဲကိုအဆုံးသတ်လိုက်ရအောင်ဆိုပြီးရှိသမျှဆန်ပီတီစတိုင်အကုန်လုံးကိုပေါင်းပြီးမူဇန်ကိုတိုက်ခိုက်လိုက်ပါတယ်ဆန်ပီတီစတိုင်နဲ့တိုက်ခိုက်လာရတဲ့မူဇန်ကယိုရီချီရဲ့ပုံရိပ်ကိုထပ်မြင်လိုက်ရတာကြောင့်သူမြင်နေရတာတရေများလားဆိုပြီးပြောနေရှာပါတယ်အဲ့ဒီလိုနဲ့တန်ဂျီရိုနဲ့မူဇန်တိုက်ခိုက်နေတဲ့အချိန်ကြီးကန်းကရောက်လာပြီးနေထွက်ဖို့တနိုင်တာလူရောက်လာပြောပါတယ် ူဇန်ကတန်ဂျီရိုရဲ့ဆန်ပီတစ်စတိုင်တိုက်ခိုက်မှုတွေကယူရီအီချီနဲ့ရှင်တော်တော်လေးကိုနှိမ့်တာကိုသတိထားမိသွားပါတယ်။ဒဏ်ရာပြည့်ထက်ရနေတဲ့တန်ဂျီရိုကိုဟာကွက်ရအောင်ရှာပြီးဆုံးသက်ဖို့အတွက်လုပ်ပေမဲ့လည်းသူ့ရဲ့တိုက်ခိုက်မှုတွေကနှေးထက်နှေးလာပြီးတကူတူအားနဲ့လာတာကိုသတိထားမိသွားပါတယ်။ဒါကတာမာယိုထိုးခဲ့တဲ့ဆေးကြောက်ဆိုတာကိုရိပ်မိသွားပြီးသူတက်ခဲ့တဲ့အချိန်ဆုပ်ယူမိခဲ့တဲ့တာမာယိုဆဲတွေကနေတာမာယိုရဲ့အသီးစိတ်ကိုပြန်ဖက်နှိမ့်လိုက်ပြီးနေငါကိုဘာဆေးရထိုးသွင်းလိုက်တာလဲလို့မေးလိုက်ပါတယ်။တာမာယိုကလောင်ပြောင်ပြီးနှင်းမှရှိတဲ့အုံနောက်ငါးလုံးကိုတုံးပြီးတော့ဘာဖြစ်လို့အဖြစ်မရှာတာလဲလို့နှိမ်ပြောလိုက်ပါတယ်။မူဇန်ကဒေါသထွက်သွားပြီးတော့တာမာယိုရဲ့အသီးစိတ်ကိုပါရှင်းမောပလိုက်ပါတယ်။ရှင်းမောလိုက်တဲ့အချိန် ာမယိုရဲ့ဆဲတွေကလည်းတဆင့်တာမယိုရဲ့မှန့်ကျန်တွေကိုဝင်ကြည့်လိုက်တဲ့အချိန်မှာတော့သူထိုးသွင်းခလိုက်တဲ့ဆဲကနှစ်မျိုးရှိပြီးတစ်ခုကဒီမွန်ကတည်းလူပြန်ဖြစ်နေတဲ့ဆဲနောက်ဆဲတစ်ခုက10မိနစ်ကို250လောက်ပြောင်းလိုက်နိုင်တဲ့ဆဲဆိုတာကိုသိလိုက်ရပါတယ်10မိနစ်ကို250ကြာတယ်ဆိုလို့ရှိရင်တိုက်ပွဲဆက်ကလေးက1ပေါင်900လောက်ကိုနေခဲ့ပြီဖြစ်ကြောင်းသူသိသွားပါတယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့စပင်တွေကအဖြစ်အောင်ဖြစ်ပြောင်းလို့သွားပြီးဒဏ်ရနေတဲ့တန်ဂျီရိုရဲ့တိုက်ခိုက်မှုတွေကိုရုန်းကန်နေရတာဖြစ်ပါတယ်တန်ဂျီရိုကဆန်ပီတီစတိုင်နဲ့ဇက်တိုက်ဆိုလိုတိုက်ခိုက်နေတာကြောင့်မူဇန်ကတော်လေးကိုဒေါ်လာထောက်သွားပါတယ်တန်ဂျီရိုကဇက်တိုက်ခတ်နေခဲ့တာကြောင့်အောက်ဆီဂျင်ပြတ်လတ်သွားပြီးလက်ကြတော့မဲ့ချိန်အိုဘိုင်းနဲ့ကရောက်လာပြီး ီတန်ကြီးကိုဝင်ကယ်ပေးလိုက်ပါတယ်တန်ကြီးကအိုပိုင်းနိုင်ရဲ့အမင်းအာယုံဆုံးရှုံးသွားတဲ့မျက်လုံးကိုဖိတ်ပုနေပေမဲ့လည်းသူမွေးထားတဲ့မွေကနေတဆဲအရာအလုံးကိုမြင်နေရကြောင်းစိတ်မပူဖို့အတွက်အိုပိုင်းနိုင်ကပြောပါတယ်တာမယိုထိုးသွင်းလိုက်တဲ့ဆေးကြောင့်အန်ဒဲလာတဲ့မူဇန်ကယူရှူအီရုံနဲ့တက်ခိုက်တုံးကယူရှူအီရုံပေးခဲ့တဲ့အနာရုပ်တွေကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြတ်ပေါ်လာပါတယ်ဒီတန်တွေကနှစ်ပေါင်းတရာကြာတိတိုင်အောင်သူ့ရဲ့ဆဲတွေကမိရှုခံရတယ်လို့ပုံစံမျိုးလုံးဝမချက်ပဲကြံရှိနေတာဖြစ်ပါတယ်တန်ကြီးရုံနဲ့အိုပိုင်းနိုင်ကတော့မူဇန်ကိုဆက်လိုက်တက်ခိုက်နေပြီးနေထွက်လာဖို့မိနစ်40တာကြာရှိကြောင်းကြီးကန်းကလည်းအသိပေးပါတယ်ဒါကိုကြားလိုက်ရတဲ့မူဇန်ကပြာခတ်ပြီးနေရာအောက်ကနေလ ို့ဖို့အတွက်အသက်သက်ပြီးရင်နဲ့လက်မတွဲသမျဒီမိုစလီယာအကုန်လုံးကိုတက်ပစ်လိုက်ပါတယ်။ဒါကိုတွေ့သွားတဲ့တိုင်ကြီးတို့ကစောင့်ရုံကိုဒေါသထွက်သွားပြီးတော့မူဆယ်မပြေးနိုင်အောင်လို့ဓာတ်တွေနဲ့လှမ်းပစ်လိုက်ပါတယ်။တာမန်အချိန်ဆိုရင်ဒီတိုက်ခိုက်မှုတွေကသူ့အတွက်မဖြုံလောက်စရာဖြစ်ပေမဲ့လည်းခုချိန်မှာတော့သူ့အတွက်အနယ်ရှိနေတာကြောင့်မလို့သူ့စီပြန်လာနေတဲ့ဓာတ်တွေကိုခုခံပြီးကောက်ွက်လိုက်ပါတယ်။ဥပိုင်းနဲ့ကရောက်လာပြီးမူဆယ်ရဲ့လက်ဘင်းကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။တိုင်ကြီးတို့ကမူဆယ်ထွက်မပြေးနိုင်အောင်လို့ဝင်ကူတိုက်ခိုက်ပေးပါတယ်။နေမထွက်ခင်35မိနစ်လိုမှာတော့ဒဏ်ရာရပြီးမင်းမျောနေတဲ့ဟာရှီယာတွေကသတိပြန်လာမှာကိုသတိထားမိသွားတဲ့မူဆယ်ကငါဒီလိုသာဆက်ပြီးတိုက်ခိုက်နေရင်မလိုလားအဲ့ဒါ risk ဖြစ်လာနိုင်တာကြောင့်ယိုရှီအီ ီရုံနဲ့တိုက်ခတ်တော့ကလို့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအဆက်စိတ်အမောမှာဖြစ်အောင်လုပ်ပြီးဖိပြပို့အတွက်လုပ်ပေမဲ့လည်းလုံးလုံးမြပဲဖြစ်သွားပါတယ်။သူတနေ့ဖြစ်သွားတာကတာမာယိုထိုးခဲ့တဲ့စိတ်ထဲမှာနောက်ထပ်စိတ်တစ်ခုပါရမယ်ဆိုပြီးကောက်ချက်ချလိုက်ပါတယ်။တာမာယိုရဲ့အသိစိတ်ကပြန်ပေါ်လာပြီးမူဇန်ကိုထိုးဆုပ်လိုက်တဲ့စိတ်ကလေးခုတိရှိပြီးတော့ပထမသုံးခုကမူဇန်ကိုအားနည်းအောင်လုံနိုင်ပြီးတော့နောက်ထပ်စိတ်တစ်ခုကတော့မူဇန်ရဲ့ဆဲတွေကိုအပိတိုင်ပြည့်စုံအောင်ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲမူဇန်ရဲ့ပါးစပ်ထဲကနေသွေးတွေအထွက်လာပြီးတာမာယိုကနစ်ကိုတတ်ဖို့အတွက်ငါ့ကိုငါတာမာအောင်လုံးရမလို့ဘူး။နစ်ကိုအားနည်းအောင်လုံဖို့ပဲလိုတယ်။နင်ကအသက်ရှင်ဖို့ဆိုဘာမဆိုလုံးတလို့ငါတို့အကုန်လုံးကလည်းနစ်ကိုတတ်ဖို့အတွက် ဆိုဘာမဆိုလုံးမှာပဲလို့တာမယုကပြောပါတယ်မူဇကအသက်ရှင်ဖို့အတွက်ရင်ဘက်ကနေပါဒတ်အကြီးကြီးပေါ်လာပြီးပကွာအလိုပြင်းထန်တဲ့ short wave တစ်ခုကိုထုတ်လွှင့်လိုက်တာကြောင့်တန်ဂျီယွန်နဲ့ overnight ကလှုပ်လို့မရတဲ့အထိထန်ရသွားပါတယ်မူဇကနောက်ဆုံးတော့ငါလုံးပြောက်တော့မယ်ဆိုပြီးအတွေးဝင်နေတဲ့အချိန် Inosket ကရုတ်တရက်ရောက်လာပြီးတေသွားတဲ့ငါ့ရဲ့တန်ငယ်ချင်းတွေအတွက်မင်းရဲ့အသက်ကိုဖက်နဲ့ထုတ်ပြီးပြန်ပေးဆက်ရလိုက်မယ်လို့ပြောပါတယ်မူဇကခုနတိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှုလိုပုံစံမျိုးထပ်ပြီးမတိုက်ခိုက်နိုင်တော့တာကြောင့်သူ့ရဲ့လက်ကိုမြကြီးတဲ့ကိုထိုးသွင်းလိုက်ပြီး Inosket ကိုတိုက်ခိုက်လိုက်ပါတယ်ဒေဇူကလည်းရောက်လာပြီး Inosket ကိုကယ်တင်တိုက်ခိုက်ပေမဲ့လည်းမူဇန်ကအနီးနားမရှိတဲ့အဆောက်တွေရှိတဲ့နေရာကိုပြစ်ပောက်လိုက်ပါတယ်ဇေဇူ ူကိုမူဇန်ကအဆုံးတတ်တော့မဲ့အချိန်အီနိုစကက်ကရုတ်တရက်ပြန်ရောက်လာပြီးဝင်ကယ်ပေးလိုက်ပေမဲ့လည်းသူလည်းပဲအဆောင်တစ်ခုစီကိုပြပောက်ခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာမူဇန်ကသူ့ရဲ့လက်မောင်းမြောက်လို့မရတဲ့အထိပင်မနှံ့ရလာပေမဲ့လည်းဟာရှီယာတွေအကုန်လုံးသတိပြန်လာတာကိုတွေ့လိုက်ရတဲ့အချိန်ကသူ့အတွက်ထိတ်လန့်ရဆုံးအချိန်ဖြစ်ခဲ့ပါတယ်အီနိုစကက်ရဲ့ဇင်ယူစုကမူဇန်ကိုအိုင်ယွန်လွှဲနေတဲ့အချိန်တန်ဂျီရိုကလည်းဆန်ပီးဒစ်စတိုင်တွေနဲ့တိုက်ခိုက်ပါတယ်ဒေဇူကမူဇန်ရဲ့တိုက်ခိုက်မှုကြောင့်အပြင်းထန်ထန်ရနေပေမဲ့လည်းနောက်ဆုံးတိုက်ခိုက်ဖို့အတွက်လုံနေတဲ့အချိန်မှာတန်ဂျီရိုကဒီခွင့်ရင်းကိုမြင်သွားပြီးမူဇန်ကိုအဆောင်တစ်ခုစီမှဓာတ်နဲ့ထိုးပလိုက်ပါတယ်မူဇန်ကပြန်တိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့လည်းမီဇူရီနဲ့ဆာနာမီကရောက်လာပြီးမ ူဆန်ညာလက်ကိုမီဇူရီကဖြတ်ဘဲလက်ကိုတော့ဆန္ဒမီကဖြတ်လိုက်ပြီးမူဆန်ကိုလက်နဲ့ဖိပြီးတော့အုတ်နေရကနေကတ်နေအောင်ဓာတ်နဲ့ထိုးပလိုက်ပါတယ်ဘဲလက်ကညာလက်ကိုတုံးလုံးမရတော့တဲ့မူဆန်ကဗဇက်ကိုအကြီးကြီးဖန်တီးလိုက်ပြီးတန်ဂျီရိုကိုဝါမြုပ်ဖို့အတွက်ကြိုးစားပေမဲ့လည်းအိုဘိုင်းနိုက်ကရောက်လာပြီးဝန်ခံပေးလိုက်ပါတယ်နောက်ဆုံးတော့နေကထွက်လာတဲ့အချိန်မူဆန်ကတော်တော်လေးကိုပြာခတ်သွားပြီးတော့အရှိတုံးကတုံးခဲ့တဲ့ short wave ကိုပြတ်သွင်းလိုက်တာကြောင့်ဟာရှီယာရီအကုန်လုံးကလွတ်ထွက်သွားပေမဲ့လည်းတန်ဂျီရိုကတောက်ခံထားတာကြောင့်လက်ထပ်ပတ်ဆုံးရှုံးလိုက်ရပါတယ်တန်ဂျီရိုကအာတင်ဘီဓာတ်နဲ့မူဆန်ကိုနေနဲ့ထိုးဆက်လိုက်တာကြောင့်မူဆန်ကလှုပ်လို့မရပဲဖြစ်နေတဲ့အချိန်ရင်းဥကနောက်ကရောက်လာပြီးတန်ဂျီရိုကိုဝန်ကူပေးပါတယ်နေက ူဆန်ရဲ့မျက်နှာကိုရလာတာကြောင့်မျက်နှာကလောင်ကျွမ်းသွားပြီးတခုတူကာကိုပို့အတွက်သူ့ရဲ့ဆဲတွေနဲ့ကလေးခန္ဓာကိုတစ်ခုကိုဖန်တီးလိုက်ပါတယ်။ထန်ဂျီရိုကိုလည်းခန္ဓာကိုယ်တဲကိုဆုပ်ယူလိုက်ပြီးတော့လေးဘက်ထောက်ပြီးထွက်ပြေးဖို့လုပ်ပေမဲ့လည်းရှစ်သမျှဒီမိုစလီယာရဲ့အကုန်လုံးကကားတွေနဲ့ဝင်တိုက်ပစ္စည်းတွေနဲ့ပြပောက်သူ့ကိုနီးအမျိုးမျိုးနဲ့သူ့ကိုနေအောင်ထဲကနေထွက်မပြေးနိုင်အောင်လို့တားကြပါတယ်။ဆန္ဒမီကညာလက်ကိုဖျက်ပြလိုက်ပြီးတော့စတုန်းဟာရှီယာကလည်းသူ့ကိုရှစ်သမျှအားတွေနဲ့ဆွဲထားပြီးဒီမိုစလီယာရဲ့အကုန်လုံးကိုလည်းဝိုင်းကူဆွဲပို့ဖို့အတွက်အကုန်ကြီးလှမ်းတောင်းပါတယ်။မူဆန်ကလည်းလုံဝကိုထွက်ပြေးလို့မရတော့မြေကြီးကိုတူးပြီးတော့ထွက်ပြေးဖို့အတွက်ကြိုးစားပါတယ်။ဟာရှီယာအပါအဝင်ဒီမိုစလ လာရီကလုံးကသူ့ကိုထွက်မပြေးနိုင်အောင်လို့အလုံးကဝိုင်းဆွဲထားနေတဲ့အချိန်ရုတ်တရက်တန်ကြီးတို့ကမူဇယ်ရဲ့ခနာကိုယ်ထဲကနေတိုးထွက်လာခဲ့ပါတယ်မူဇယ်လည်းနေကြောက်မိခင်ခံလိုက်ရပြီးအငွေပြန်သွားပါတယ်လူတွေအကုန်လုံးကလည်းအရာအလုံးပြီးဆုံးသွားပြီလို့တွေးနေတဲ့အချိန်မှာတိုးထွက်လာတဲ့တန်ကြီးတို့ကဒီမွန်ဖြစ်နေခဲ့ပါတယ်တကယ်တော့နောက်ဆုံးထွက်သက်မှာမူဇန်ကတန်ကြီးတို့ရဲ့ခနာကိုယ်ထဲကိုသူ့ရဲ့မှတ်ဉာဏ်နဲ့တွေးတဲ့အကုန်လုံးကိုတွဲပြောင်းပေးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ညီမဖြစ်သူနေစုကိုတော်မှနေကိုခေါခရက်ဖြစ်အောင်လုပ်နိုင်ရင်သူ့အကိုဖြစ်တဲ့တန်ကြီးတို့လည်းနေကိုခေါခရက်ဖြစ်အောင်လုပ်နိုင်တယ်ဆိုပြီးတော့သူ့ရဲ့မှတ်ဉာဏ်နဲ့တွေးတဲ့အကုန်လုံးကိုလွှဲပြောင်းလိုက်တာဖြစ်ပါတယ် ယ်အခုဆိုလို့ရှိရင်တော့ဒီမွန်ဖြစ်သွားတဲ့တန်ဂျီရိုကပြီးပြည့်စုံဆုံးတက်ရှိတစ်ခုဖြစ်လာခဲ့ပါပြီတခြားတစ်ဖက်မှာတော့တန်ဂျီရိုရဲ့အသိစိတ်ကမူဇန်နဲ့နမန်းလုံးရင်နဲ့မူဇန်ကိုပြန်ပြီးတိုက်ခိုက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာနေဇူကိုကရောက်လာပြီးသူ့ကိုတားဖို့အတွက်ကြိုးစားပါတယ်ကနာဟုကလည်းရောက်လာပြီးတော့ဒီမွန်ဖြစ်နေတဲ့တန်ဂျီရိုကိုတေးထိုးသွင်းလိုက်တဲ့အချိန်မှာတော့တန်ဂျီရိုကဒီမွန်ကနေလူပြည့်ဖြစ်သွားခဲ့ပါတယ်